။တမီးဖြစ်သူဖွေးဖွေးကရှုပ်တယ်ဆိုတဲ့စကားလုံးကိုတုံတုံခဲ့တဲ့ဝန်ထမ်းအပေါ်မှာပိုးချပြုခင်ရဲ့ခင်မုံဖြစ်သူအကိုထွန်းကကိုတိလက်ရောက်ထိုးကျိတ်ခဲ့တဲ့အပြင်အလောက်ကနေလည်းချက်ချင်းထုတ်ပစ်ခဲ့တာကြောင့်လုံးဝမကျေနပ်ကြောင်းပြောလာခဲ့တဲ့ရန်နာပီကေထွန်းဆိုင်မှာလောက်ခဲ့သူဝန်ထမ်းအမျိုးသားကောင်းလေးဝန်ထမ်းတယောက်ကိုလက်ပါတာပါနော်ကျွန်တော်ထိုးတာပါနော်ကျွန်တော်ထိုးတာလုံးဝမကျေနပ်ပါဘူးရန်နာပီကေထွန်းစိန်ဆိုင်ပိုင်ရှင်အကိုထွန်းလုံးကကျွန်တော်ထိုးတာပါကျွန်တော်ထိုးပြီးဇူးတီမောင်းချပါတယ်နော်ဇူးတီဆွဲအတင်းတွေကိုပဲထွက်တော့ထွက်တော့ငါတို့မှသာမင်းဆက်ကွက်မမြင်ချင်ဘူးဇူးတီပြောပါရယ်နော်ကျွန်တော်လုံးဝထိုးတာပါလုံးဝမကျေနပ်ပါဘူးအဲ့ဒါ ပြီးတော့ကျွန်တော်ကိုလည်းကျွန်တော်မိသားစုမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့နိုင်ပိုင်းအတွင်းကရန်နာပီကေထွန်းဆိုင်ဆိုင်မှာအလုံးလုံးရာကနေပြဿနာဖြစ်ပြီးတော့အလုံးထက်လာခဲ့ရသူဝန်ထမ်းမျိုးသားကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖြစ်စဉ်အသေးစိတ်ကိုပြောပြလာခဲ့ပြီးငွေရှိကုန်ရှိတယ်ဟုဆိုကကိုတိလက်ရောက်ထိုးချိတ်ခဲ့တဲ့အပြင်မိသားစုကိုပါချိန်ချောက်ခဲ့တာကြောင့်ဘိုးချိုင်ပြူခင်ရဲ့ယောက်ျားဖြစ်သူအကိုထွန်းကိုလုံးဝမကျေနပ်ကြောင်းပြောကြားလာခဲ့တာဖြစ်ပါတယ် ြစ်စဉ်ကတော့အဆိုပါဆိုင်ဝန်ထမ်းကောင်လေးဟာလုပ်ငန်းနဲ့ပတ်သက်တဲ့ TikTok ဗီဒီယိုရိုက်ကူးနေစဉ်အကိုထွန်းရဲ့သမီးအလက်ဖြစ်သူဖွေးဖွေးကအရှိကနေဝင်ရှုံနေတာကြောင့်ဝင်မရှုံနဲ့ဆိုပြီးတော့ပြောခဲ့ရာကနေပြဿနာတက်ခဲတာလည်းဖြစ်ပါတယ်။အဆိုပါ TikTok ဗီဒီယိုရိုက်ကူးနေစဉ်ဖွေးဖွေးကအရှိကနေခဏခဏဖျက်ရှောက်ခဲ့တာကြောင့်ဗီဒီယိုထဲမှာပါသွားခဲ့တာဖြစ်ပြီးအဆိုပါဗီဒီယိုကို TikTok ပေါ်မှာတင်ခဲ့တဲ့အပေါ်ဆိုင်ရှင်ဖြစ်သူပူဇော်ပြုခင်ကသားသမီးတွေပါတဲ့ဗီဒီယိုကိုလုပ်ငန်း page မှာတင်လို့မရကြောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါဝန်ထမ်းကောင်လေးကသူ့ကိုအခုလိုပြောခဲ့တဲ့အပေါ်မကျေနပ်ဘူးဆိုတဲ့အကြောင်းဆိုင်ထဲမှာလိုက်ပြောရာကနေအကိုထွန်းကတိသွားခဲ့ပြီးဖူးဖွေးကလိုက်ရှုံနေတာဆိုတဲ့ဇကားအပေါ်မှာမကျေနပ်တာကြောင့်အဆိုပါဝန်ထမ်းကိုထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝန်ထမ်းကောင်လေးကတော့လုံးဝကျေနပ်မှာမဟုတ်ဘူးလို့ပြောကြားထားတာလည်းဖြစ်ပါတယ်။ဝန်ထမ်းတယောက်ကိုလက်ပါတာပါနော်ကျွန်တော်ထိုးတာပါနော်ကျွန်တော်ထိုးတာလုံးဝမကျေနပ်ပါဘူး။ယန္တနာပီကေတုံးစိမ့်ဆိုင်ပိုင်ရှင်အကိုထွန်းလုံးကကျွန်တော်ထိုးတာပါကျွန်တော်ထိုးပြီးဇူးတီမောင်းချပါတယ်နော်ဇူးတီဆွဲအတင်းတွေကိုပဲ ထထထထငါတို့မှသာမင်းဆက်ကွက်မမြင်ချင်ဘူးဇွတ်တိပြောပါရယ်နော်ကျွန်တော်ကိုလုံးဝထိုးတာပါလုံးဝမကျင်တတ်ပါဘူးအဲ့ဒါဒီကျွန်တော်ကိုလည်းကျွန်တော်မိသားစုလည်းချင်းချောက်ပါတယ်မိမိသားစုကြီးရောမင်းကိုဘယ်လိုလုပ်ပြလို့ရရဆိုကျွန်တော်ကိုချင်းချောက်ပါတယ်နော်ကျွန်တော်ကိုလုံးဝချင်းချောက်ပါတယ်ဒီမှာနော်ဒီ TikTok ပါနော်ဒီ TikTok ကိုကျွန်တော်ကဟော့ပေါစားတဲ့ဟော့ပေါစားသွားတဲ့နေ့ညနေပေါ့နော်ညနေကျွန်တော်တို့အလုပ်ကြီးအလုပ်ပြီးသွားပြီအလုပ်ပြီးသွားကျွန်တော်ကျွန်တော်ဟော့ပေါစားသွားမယ်ဆိုတော့အပြင်ဝယ်စားလဲလဲပြီးကျွန်တော် TikTok ရိုက်နေတာရိုက်နေတာကမှဖွဖွရနေပြီးတော့ရှေ့ရနေလိုက်ရှုပ်တာရှုပ်တော့ကျွန်တော် ဖွင့်ဖွင့်မရှုံနဲ့ရှက်နေဖဲ့ပေးလို့ပြောတာမရဘူးကျွန်တော်၃လေးခေါက်ရတယ်၃လေးခေါက်တော့သူက ရှိရနေလိုက်ရှုပ်တာရှုပ်ရှုပ်ရိုက်ရိုက်ပြီးတုံးဖို့ရိုက်ပြီးတော့ကျွန်တော်ကသွားချမယ်ဆိုသွားလိုက်တာသွားတော့ကြအဲ့တုံးဖို့ကြံနေအဲ့တုံးဖို့တော့မှသူ့ပါနေပါတော့ကြကျွန်တော်အဲ့ဒီဟာလေးကိုတင်လိုက်တာတင်လဲတင်ပြီးတော့အမအမြင်သွားရချင်းမှာမပိုးစာယူခင်ဒါလေးကိုမြင်သွားရချင်းမှာမြင်လဲမြင်သွားတော့အဲပြည့်ရဲ့ဆိုင်ပြည့်ရဲ့ messenger မှာကျွန်တော်လာပြောတာအဲဒီဝန်ထမ်းနေနဲ့ကလေးနေနဲ့ personal ကောက်မှာတင်ဝင်းမရှိဘူးလို့လာပြောတယ်ပြောလို့ပြောကျွန်တော်ကအဲ့ဒါကိုဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောလိုက်တယ်အမကိုပြောလို့ပြောပြီးတော့ကျွန်တော်ကအဲဆိုင်ထဲမှာပြောတာပေါ့အဲကိုလည်းမဟုတ်ဘဲနဲ့ကိုလည်းဘာမှမလုပ်ရဘဲမျိုးတော့ ကိုလည်းဘာမှမလုပ်ရဘဲနဲ့အဲ तू ကလာချုပ်တဲ့ဟာကိုအဲကို့ပြောခံရလုံးဝမတန်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အဲ့လိုပြောတာပြောလဲပြောပြောဒီနေ့ကျတော့ကိုတို့တို့ရမင်းရလေအဲ့လိုမျိုးပြောရလားမင်းကငါသမီးကိုအဲ့လိုမျိုးပြောရတယ်မင်းကဘာကောင်လို့ဘာဖြစ်တယ်ညာဖြစ်တယ်လဲကျွန်တော်လာပြောလာပြောလဲပြောဟုတ်တယ်လို့ကျွန်တော်ကလို့တစ်တော့တစ်တော့ရိုက်နေအောင် तू ကလာချုပ်တာဆိုအဲ့ဆိုရင်မင်းကလည်းမပိုင်ဟာတင့်လေတဲ့မပိုင်ဟာဒီကျွန်တော်သုံးပုံလုံးရိုက်ထားသုံးပုံလုံးပါနေရရမ်းမဲတင့်လိုက်တာလို့အဲ့လိုပြောပြောပြော तू ကကျွန်တော်နောက်ကတ်လာပြီမင်းကဘာကောင်လို့လဲကျွန်တော်ကိုခုံးလို့လောက်တာအဲ့နဲ့ကျွန်တော်မထိုးနဲ့တော့ကျွန်တော်ထိုးကြမလို့ထိုးရထိုးကြည့်လို့ပြောတာအဲ့တော့ तू ကျွန်တော်ထိုးချလိုက်တာ ကျွန်တော်ဒီနောက်ထုတ်ချလိုက်တာပါနော်ထိုးလိုက်ထိုးလိုက်ပြီးပြီးတော့မင်းဘာလို့မှကမင်းစောက်ကွက်ကိုမမြင်ချင်ဘူးလဲမင်းနဲ့အခုချက်ချင်းနဲ့ဆိုင်ထဲကထွက်သွားတယ်အဲ့ဒါအင်းထွက်သွားမယ်လို့ကျွန်တော်လာစာရှင်းပေးလို့ပြောပြီးသူကလာစာရှင်းပေးတာရှင်းလဲရှင်းပေးပြီးတော့ဘယ်လိုလုပ်လဲဆိုတော့မင်းစောက်ကွက်ကိုမမြင်တော့ဘူးလားဘာလို့မှကမင်းထွက်လိုက်တော့ပြီးရင်လည်းမိမနဲ့ကြိုက်တဲ့နေရာကြိုက်တယ်လို့ရှင်းလို့ရတယ်ပြီးလဲပြီးတော့ မိမိသားစုကဒုက္ခပေးလို့ရတယ်သူ့ရဲ့လိမ့်စာကသိရမလားသူ့ဘယ်မှာနေရဘယ်မှာလိမ့်စာရှိသိရမလားဟုတ်ကဲ့ရရတယ်ကျွန်တော်လိမ့်စာကျွန်တော်ပေးအောင်ပေးခဲ့လိုက်မယ်ကျွန်တော်ဘာမှမလုပ်ထားမှာဘူးစက်သူလိုလုပ်လို့ရတယ်အေးမိမိသားစုကဒုက္ခပေးလို့ရတယ်ဘာဖြစ်တယ်ကိုသိလာတယ်မင်းလည်းဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ပြောပြောမောင်းချတာသူတည်းမောင်းချကျွန်တော်တို့ထွက်လာထွက်လာအခုလုံးဝဝန်ထမ်းတယောက်နဲ့ပိုင်ရှင်ကြောင့်လည်းဘလောက်ပဲပြဿနာဖြစ်နေပေသေးကိုထိလရလောက်စားကြောင့်ချမ်းမှမရှိဘူးကျွန်တော်ကိုကိုထိလရလောက်တာလုံးဝမတင်နေပါဘူးနော်ကြီးနိုင်ငံကြီးလောက်တာပါဒါလုံးဝ ကြီးနိုင်ငယ်ငယ်လောက်တာပါလုံမကိုမတရားမှုပါเนาะလုံမကိုကျွန်တော်လုံမတင်းညွှတ်ခံနေပါဘူးကျွန်တော်လာတက်သွားလို့ကျွန်တော်တည်သွားခဲ့ရင်တော့ကျွန်တော်ကကြော်နေုံပါเนาะလုံမကိုမကြည့်နိုင်ပါဘူးเนาะ